ผู้ไปสองพายเบียกหนึ่งเสียตำลึงทองผู้ไปสองพายเบียก နှင်းစီယာတမ်လင်းထောင်းအဲ့ဒါကတော့ရှေးခေထိုင်းစကပုံးဖြစ်ပါတယ်ကိုအရင်ခေတ်ကပေါ့နော်တတ်ထုတူဖော်ရဲ့လူရနေပြီးတော့သူ့ရဲ့ပိုင်ရှင်စီကနေပြီးတော့သူကကွာဆုလက်ကိုရဖို့စောင့်နေအဲ့ဒီအချိန်မှာသူကအကျိုးမရှိတဲ့ဇကားတွေကိုပိုင်ရှင်ကိုပြောလိုက်တဲ့အခါကျတော့ပိုင်ရှင်ကနေပြီးတော့စိတ်ဆိုးသွားပြီးတော့သူ့ကိုဒီဆုပ်ဖိုင်ပြီးရဆိုရဲသူ့ရဲ့ပေါ့နော်အရင်တော့သုံးတဲ့ငွေကြီးနှစ်တုံးပေါ့နော်ငွေငွေပုံစံလေးနှစ်တုံးပဲပြီးတယ်အဲ့ဒီကနေပြီးတော့သူကနောက်တစ်ခေါက်ကျတော့သူကဆုလက် อยู่ဖို့ဆိုပြီးတော့ပြန်လာတော့အလုံးရှင်စီကိုအဲ့ခါကျတော့အလုံးရှင်ကဘာမှမပြောတော့ဒီတခါကျတော့ဘာမှမပြောဘဲနဲ့တက်တိတ်လေးနေလိုက်တဲ့အချိန်ကျတော့သူ့ကိုအလုံးရှင်ကနေပြီးတော့တုံးပေါ့နော်ရွှေတုံးတဒုံးပေးတယ်အဲအဲ့ဒီဟာကိုတင်စားပြီးတော့ဒီစကားပုံဖြစ်လာတာပါအကျိုးမရှိရဲ့စကားတွေပြောရအထက်စားလို့ရှိရင်ဒီတိုင်းငိမ့်ငိမ့်နေလိုက်တာကပိုပြီးတော့တန်မိုးရှိရဲ့လို့ပြောချင်တာပါဒီလိုဗဟုသုတဖြစ်စရာလေးတွေကိုကြိုက်တယ်ဆိုလို့ရှိရင် အောက်က comment မှာမှန်းခင်တော့နောက် video မှာပြန်တွေ့ပါမယ် bye bye